စကြဝဠာအလင်းမှာမြေမုတ်တောင်ရှိပြီးမြေမုတ်တောင်ရဲ့ထိပ်မှာတကြားမင်းနေတဲ့တာဝရင်သာနတ်ပြည်ရှိပါတယ်။တာဝရင်သာနတ်ပြည်မှာမြူရောကမဟာတုဒသနဖြစ်ပြီးအလင်းမှာဝေဇနီယာပြတ်သက်ရှိပါတယ်။နန္နဝင်ဥယျင်စားတဲ့ဥယျင်လဲငါးခုရှိပါတယ်။ဥယျင်တွေကပင်လယ်ကတိပင်ကြီးအောက်မှာတကြားမင်းထိုင်နေဗန္ဓုကပလာမြကြောက်ဖျားရှိပါတယ်။ဖျားလောင်းတော်ထွက်တဲ့အခါပယ်လိုက်တဲ့ဇန်တော်တွေကိုတကြားမင်းပင်ဆောင်လာပြီးဌာပနာသွင်းတီထားတဲ့ဆူနာမဏိဇေဒီလဲရှိပါတယ်။ မြို့တောင်ကိုပတ်ဝိုင်းနေတဲ့တောင်တောင်ဖြစ်သောယူကန်ဒိုတောင်ရိပ်ထိပ်မှရှိတဲ့နေလာနဲ့အမြင့်တူမားကတော့စတူမဟာရစ်နယ်ပြည်ရှိပါတယ်။ထိုနယ်ပြည်မှာတထရထဝိရူလကဝိရူပခကုဝေယအမည်ရသောနမင်းကြီးလေးပါတို့ရဲ့နေရာစတူမဟာရစ်နယ်ပြည်ဖြစ်ပါတယ်။စတူမဟာရစ်နဲ့တာရင်တာနယ်ပြည်နှစ်ထပ်ဟာမြို့တောင်ရဲ့အလင်းနဲ့ထိပ်မှပဲရှိခြင်းဖြစ်ပါတယ်။နောက်ထပ်လေးထပ်ကတော့မြို့တောင်အထက်တဲ့အကာတာရဲမှသာတည်ရှိပါတယ်။ ကြံအထက်များမှာယာမာနက်ပြီတုတိတာနက်ပြီ နေမာနရတီနက်ပြီနဲ့ဗရနေမီတောတာဝတိနက်ပြီ